မင်္ဂလာပါကျွန်တော်ဒီနေ့တော့ ASL ထဲမှာ shortcut key control ရဲ့ shift key function key ရဲ့ကျွန်တော်တွဲသုံးပြီးတော့အသုံးပြုလို့ရမယ်အလွယ်ကူဆုံးနီးလန်း6မျိုးကိုဒီနေ့မျှဝေပေးသားမှာပဲဖြစ်ပါလိမ့်ရှင်။ဒီချိန်ကတော့ကွန်ပျူတာကွင်းရဲ့ founder trainer ဒေါ်နာကျော်ခန့်ပဲဖြစ်ပါလိမ့်ရှင်။ဒီနေ့ဗာလေးမျှဝေပေးသားမှာလဲဆိုရင် control shift function key ပေါ့နော်။ control နဲ့ကျွန်တော်က shift ကိုဖိထားမယ်ပြီး f1 ကိုနှိပ်လိုက်တဲ့အခါမှာဆိုရင် အာဒီ show and hide hide and show rubber rubber မှာကို show hide လုပ်လို့ရမှာပဲဖြစ်ပါတယ် control shift ကိုဖိထားပါ f3 ကိုနှိပ်မယ်ဆိုရင်တော့ create name from selection ဒီကိုယ့်ရဲ့ data မှာ အပေါ်က name နေခေါင်းစဉ် name နေ table name နေပြန်ပေးလို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုက control shift f4 ကိုနှိပ်မယ်ဆိုရင်တော့ go to blank set ဒီ ကိုယ့်ရဲ့ data တွေက block လွတ်တက်စဲအကွက်မှာသူကဒီ edit စဲလေးရောက်သွားမှာပဲဖြစ်တယ်။ control ရဲ့ shift ကန် f6 ကန်နှိပ်မယ်ဆိုရင်တော့ previous workbook workbook တို့အများကြီးဖွင့်ထားတယ်ဆိုရင်ကျတို့က workbook တစ်ခုနဲ့တစ်ခုကိုကျတို့ကမောင်းနဲ့သုံးစီရမလို့ပဲနဲ့ control shift f6 ကိုနှိပ်လိုက်ခြင်းအပြင် previous report တွေ edit workbook တွေကို ပြောင်းရွှေ့လို့ရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကခြွင်ချက်ကတော့ control နဲ့ f10 မှာ shift မပါတော့ပါဘူးเนาะ control plus f10 ကိုနှိပ်မယ်ဆိုရင် minimize or maximize view ကိုရဲ့ဒီ shortcut ပေါ့เนาะဒီ mini ဒီ software ရဲ့ minimize maximize ဖြစ်မှာပဲဖြစ်ပါတယ်နောက်တစ်ခုက control shift f12 ကိုနှိပ်တယ်ဆိုရင်တော့ print control p ကိုနှိပ်ရင်လည်းရပါတယ်အတူတူပါပဲ control shift f12 ကိုနှိပ်ရင်လည်းရတယ် control p ကိုနှိပ်ရင်လည်းရပါတယ်ဒါဆိုရင်ကျွန်တော် excel ကိုသွားကြည့်မယ် control shift f1 ကိုနှိပ်မယ်အဲ့တော့ကျွန်တော်က control shift ကိုပြည့်တဲ့အခါမှာအာဒီ function key ပေါ့နော်ဒီ function key လေးကိုခေါ်လိုက်မယ် control ရဲ့ shift key ကိုဖိထားပြီးတော့မှကျွန်တော်က f1 ကိုနှိပ်ရပါနော်အဲ့လိုမျိုးပြောတာပါ function key ဆိုဒီအပေါ်ကဒီ f1 f2 f3 ဒါလေးတွေကိုပြောတာပါအဲ့တော့ control ရဲ့ shift key f1 ကနှိပ်ကြည့်ပါမယ် control shift ကိုအရင် v f1 ကိုနှိပ် ဒါဆိုရင်အပေါ်မှာကျွန်တော် show height to ribbon bar လေးပြောက်သွားတယ်ပြန်လိုချင် control shift f1 ကိုပြန်နေလိုက်ပါနောက်တစ်ခုကတော့ control shift f3 တဲ့ okay ဒီ data လေးကိုဒီဟာဆိုလို့ရှိရင်ကျွန်တော်က number စင်လို့ပေးမယ်ဒါဆိုရင် name လို့ပေးမယ်ဒီဟာလေးဆိုလို့ရှိရင်ကျွန်တော်က result လို့ပေးပြီးတော့ abc ဆိုရင်ကျွန်တော်က grade လို့သတ်မှတ်မယ်ဒါဆိုရင်ကျွန်တော်က select ကလေးပေးလိုက်ပါ keyboard ကနေ control shift F3 ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့သူက name ပေးလို့ရတဲ့ Chris Dane for selection ကြာလာတဲ့အဲ့ဒီကကျွန်တော်က top row ကိုပေးပါမယ်။ Okay ။ဒါဆိုရင်ကျွန်တော်ကဒီနားလေးမှာသွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ name လေးတွေပေးထားတာကိုတွေ့ရပါလိမ့်မယ်။ number စရင်တော့ဒီ grade တို့ number စရင် resetter တွေပေါ့နော်။အဲ့တော့ control shift F3 ပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ကျွန်တော်က data ထဲမှာ cursor ချပြီးတော့ code 8 f4 ကိုနှိပ်တယ်ဆိုရင်ဆဲအလွတ်တနည်းရာကိုရောက်သွားမှာပဲဖြစ်ပါတယ်။နောက်တစ်ခုက control ရဲ့ shift က f6 ကနှိပ်ပါမယ်။ control shift f6 ကိုနှိပ်မယ်ဆိုရင်ကျွန်တော်ဒီမှာ workbook ကကျွန်တော်ဘယ်နှခုဖွင့်ထားလဲဆိုလို့ရှိရင်ကျွန်တော်နှစ်ခုဒီမှာဖွင့်ထားပေးပါတယ်။ အဲ့ဒီ web book နှစ်ခုပေါ်မှာတကယ်တော့ကဘယ် web book ကိုသွားကျင်တာလဲ။ကျေကဒီမှာ book 2ကိုကျေတော့ကသွားမယ်။ control shift f6 ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်ဒီ tiktok excel လို့ခေါ်တဲ့ဒီ excel လေးကိုကျေတော့ excel file လေးကိုရောက်သွားပါမယ်။ control shift f6 ဆိုလို့ရှိရင် file လေးတွေကစိုက်သလိုပြောင်းလဲလို့ရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ control f10 control shift f10 okay sorry control ဒီရှင်ကဒီ recorders လောက်တဲ့ကျတို့ဒီ application နဲ့တခြားရဲ့ control app တန်းညှိနေတယ်အဲ့တဲ့ချေသုံးလို့မရဘူးအဲ့တော့ control app တန်းကိုနှိပ်မယ်ဆိုရင်တော့ control shift F10 မဟုတ်ဘူးเนาะ control F10 เนาะအဲ့ဒါနှိပ်မယ်ဆိုတော့တို့ဒါလေးကိုဒီလိုမျိုးအဲ minimize maximize လို့ခေါ်တဲ့တရားလေးတွေပေါ့เนาะအဲ့ဒါလေးကိုတို့ကလောက်သွားမှာပဲဖြစ်တယ်အဓိကတော့ဒီ restore down လုပ်မယ်ပြီးရင်ပြန်ပြီးတော့ maximize ပြန်လုပ်မယ် restore down လုပ်မယ်အဲ့ဒါဆို control F10 ဖြစ်ပါတယ်နောက်တစ်ခုကတော့ control shift f12 ပဲဖြစ်ပါတယ် control shift f12 ကတော့ကျွန်တော်ဒီမှာ print ဆိုတဲ့အထည်ကိုရောက်သွားပါမယ် file ကဖရင့်ကိုရောက်သွားမှာပဲဖြစ်ပါတယ် keyboard ကနေ control ရဲ့ p ရဲ့နှိပ်တယ်ဆိုရင်လည်း print ကိုရောက်သွားမှာပဲဖြစ်ပါတယ်အဲတော့ဒီဒီမှာ control shift ဒီအပေါ် function key လေး app 12ကိုနှိပ်တယ်ဆိုရင် print သို့မဟုတ်ကျွန်တော်က control နဲ့ p နဲ့ကိုနှိပ်ရင်လည်းကျွန်တော်က print ဖြစ်ပါတယ်စိုက်တဲ့နီလန်းနဲ့တုံးလို့ရပါတယ်ရှင်ဒါဆိုရင်တော့ကျွန်တော်ရဲ့တုံးလို့ရမယ့် ဖွန်ထိုးရှိဖန်ရှင်ကလေးနဲ့တွဲသုံးလို့ရမယ့်အလွယ်ပူဆုံးနည်းလမ်းလေးများကိုမျှဝေပေးသားတာပဲဖြစ်ပါလိမ့်ရှင်။နောက်ထပ်နောက်ရက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ပါမယ်။ဒီကြားတော့စီကျူကွန်ပျူတာခွင့်ရဲ့ဖောင်ဒါရဲ့ထရိနာဒေါက်တာကြောက်ကမဲ့ဖြစ်ပါလိမ့်ရှင်။သိချင်တာချင်းအောင်နာကွန်မန့်မှာမိတ်ခဲ့ပေးပါ။ကျဲအချင်းအဲအကြောင်းအကျိုးအကြောင်းတိုက်ဆက်တဲ့အခါမှာတော့ပြပြပေးသားပါမယ်ရှင်။